အားလုံးမင်္ဂလာပါဒီကနေ့မှာဩဃာတဖြင့်ဖရာရှိခိုးပြီးစူတောင်းရ၌ပါဝင်သော အကြောင်းအရာများကို ပြောပြပေးသွားမှာဖြစ်ပါတယ်စူတောင်းကူမျိုးတစ်အပယ်၄ပါအပယ်ဆိုတာချမ်းသာခြင်းအနည်းငယ်များမရှိဆင်းရဲအပေါင်းနဲ့ပြည့်စုံသောဘုံကို အပယ်ဟုခေါ်ပါတယ်အပယ်မှာ၄မျိုးရှိပါတယ်တစ်ငရဲဆိုတာချမ်းသာနည်းနည်းလေးများမရှိပဲမိတော့မိလျံ ဓာလန်ဆက်တို့၌ခံရခြင်းကိုငရဲလို့ခေါ်ပါတယ်။နှစ်တိရစ္ဆာန်ဆိုတာတရားကိုမသိစားခြင်းအချင်းမေထော်မှီဝဲခြင်းကိုသာတည်သောသရဝါတရားကိုမသိသဖြင့်မတ်ဖို့နှင့်စံကြံဘက်ဖြစ်သောသရဝါကိုတိရစ္ဆာန်ခေါ်ပါတယ်။၃ပြိတ္တာဆိုတာချမ်းသာ အနှဲငယ်များမရှိသော ဖုတ်တစေစာသောသရဝါ အမြဲတမ်းဆင်းရဲဒုက္ခခံစားရပြီးပါဇက်ပေါက်က အပေါက်လောက်ရှိသဖြင့်ထမင်းတစိကို လေးစိတ်စိတ်၍ခက်ခက်ခဲခဲဆင်းရဲစွာ စားတော့ရတော်တယ်ဝါသူတော်ဘာစွန့်ပစ်ထားသောတရွေနှက်စားသောမကောင်းသောအညီအကျင်းများကို မြင်ရှက်စွာ စားတော့ရတော်တယ်ဝါကိုဖိတ်တော်ခေါ်ပါတယ်လေးအတူရကဆိုတာနိစ္စညခံတရဘာမျိုးဖြစ်ပါတယ်ချမ်းသာဒုက္ခကို အပြည့်အဝမခံစားရဘဲချမ်းသာတလှည့်ဆင်းရဲတလှည့်ခံစားရသောသရဝဖြစ်ပါတယ်။တောတောင်သမုဒ္ဒရာမြေကန်သုတ်တန်စားသောနေရာများတွင် နေတတ်ကြပြီးအလွန်ဆာလောင်နေတတ်သောသရဝကိုအတုရကဟုခေါ်ပါတယ်။ဒါကြောင့်ဒီလိုဖယားမသိတရားမသိပဲဆင်းရဲခြင်းတွင်နဲ့ပြည့်နှက်နေတဲ့ဘုံဌာနတွေမှာမဖြစ်ရလို့မရောက်ရလို့တဖြင့်ကုသိုလ်ပြုပြီးတိုင်းအပယ်လေးပါးမှာ လုကင်းရပါလို၏ဟုဆုတောင်းကြခြင်းဖြစ်ပါတယ်။ဒါကတော့ဆုတောင်းကုမျိုးထဲမှာဗုဒ္ဓဘာသာဝင်နိုင်လို့လို့ကုစုပြုပြီးတိုင်းပထမဆုံးဆုတောင်းကြခြင်းဖြစ်ပါတယ်။ဒီလောက်ဆိုရင်အပေရဲ့အတိတ်ပဲအပေ၄ပါးရှိကြောင်းနဲ့အပေ၄ပါးတို့ရဲ့အတိတ်ပဲအတ္တိကို နားလည်လောက်ပြီလို့ထင်ပါတယ်။နေဝန်ချုပ်ရရင် အပေ၄ပါးဆိုတာတက်ရဲနှစ်တိရစ္ဆာန်၃ပြိတ္တာလေအတုရကရူပဲဖြစ်ပါတယ်။ အားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြ၍ကောင်းသောလူရင်းစံတော်များပြည့်စုံနိုင်ကြပါစေ။